ယူကရိန်းတပ်တွေဟာမော်စကိုရဲ့စစ်အခြေစိုက်စခန်းတွေကိုအဆက်မပြတ်ပိတ်မှတ်ထားနေသေးပါမဟာမိတ်နိုင်ငံတွေရဲ့ထောက်ခံမှုနဲ့အတူယူကရိန်းတပ်မတော်ဟာရုရှားရဲ့သုံးနှစ်ကြာကျူးကျော်မှုကို ခုခံတိုက်ခိုက်ရမှာအံ့ဖွယ်ရလဒ်တွေရနေပါတယ်နေ့စဉ်နဲ့မျှယူကရိန်းဟာရုရှားနယ်အတွင်းကဒရုန်းတိုက်ခိုက်မှုတွေကိုပုံမိုကျယ်ပြန့်စွာလှုံ့ဆော်လာနေပါတယ်ဒီတိုက်ခိုက်မှုတွေဟာရုရှားရဲ့ထောက်ပံ့ရေးလမ်းကြောင်းနဲ့ကျူးကျော်တပ်တွေအတွက်ထောက်ပံ့ရေးကိုနှောက်ယှက်ဖို့ယူကရိန်းရဲ့ကြိုးပမ်းမှုတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ ်အင်ဖြူရိုကိုမော်စကိုနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အသင့်ဖြစ်နေကြောင်းတသက်ပြပြဖို့ကြိုးစားနေတဲ့အချိန်မှာပဲယူကရိန်းဟာရုရှားအတွင်းပိုင်းမှာစစ်ဆင်နိုင်တဲ့စွမ်းရည်တိုးတက်လာနေကြောင်းလည်းပြသနေပါတယ်ယူကရိန်းတပ်တွေဟာအမေရိကန်ပံ့ပိုးနေတဲ့ HIMARS ဒုံးပစ်စနစ်ကိုတုံးပြီးရုရှားနယ်စပ်ဖြစ်တဲ့ဘယ်ဂရိတ်ဒေသမှာရုရှားရဟန်းရင်၄စီးကိုဖျက်ဆီးနိုင်ခဲ့ပါတယ် KF အထူးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရဒီတိုက်ခိုက်မှုဟာရုရှားရဲ့လေတပ်စခန်းကနေစစ်ဆင်နိုင်မှုတွေကိုကြီးမားစွာနှောက်ယှက်သွားစေတယ်လို့ဆိုပါတယ် ယူကရိန်းရဲ့ရုရှားခြေကန်အဆောက်အုံတွေစွန့်ရင်ဆက်ရုံတွေစစ်ထုတ်လို့ရေးပြတ်မှတ်တွေနဲ့စစ်စခန်းတွေကိုတိုက်ခိုက်မှုတွေဟာမော်စကိုရဲ့ယူကရိန်းကိုရေရှည်ပြတ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ဆင်တူနေပါတယ်။စစ်ပွဲတစ်လျှောက်လုံးမှာနေဆက်ဖြတ်ကျော်တိုက်ခိုက်မှုတွေဟာပုံမိုကျဲပြန့်လာပြီးရှုပ်ထွေးမှုတွေလည်းပိုများလာပါတယ်။ယူကရိန်းဟာရုရှားအတွင်းကစစ်စခန်းတွေစစ်လက်နက်ဆက်ရုံတွေဂျီနန်တူလောင်ရုံတွေနဲ့ဂျီနန်ချက်ဆက်ရုံတွေကိုပုံမှန်ပြတ်မှတ်ထားတိုက်ခိုက်နေပြီး2025ခုနှစ်အစောပိုင်းမှာ ဒီတိုက်ခိုက်မှုတွေကိုတိတိတသားတိုးမြင့်လာခဲ့ပါတယ်။မော်စကိုကအင်္ဂါနေ့မှာထုတ်ပြန်တဲ့အရာယူကရိန်းတပ်တွေဟာဘယ်ဂိုရိတ်နယ်စပ်ရဲ့နောက်ပိုင်းကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ကူရှက်မှာကြံရှိတဲ့နယ်မြေတွေပေါ်ကိရရဲ့ထိန်းချုပ်မှုအားနဲ့လာတာနဲ့အတူရုရှားရဲ့ထင်ရှားတဲ့စစ်ဘလော့ဂါတအူးကတနေ့ဝန်နေ့မှာရုရှားဟာဒီဒေသကိုတပ်တွေဆက်လက်တက်ဆွဲထားသေးဖြစ်ပြီးယူကရိန်းတပ်တွေရဲ့လှုပ်ရှားမှုတွေကခရမ်လင်တပ်တွေကိုစိတ်မသက်မသာဖြစ်စေနေတယ်လို့ဆိုပါတယ်။ တနင်္လာနေ့မှာထုတ်ပြန်ချက်တစ်ခုမှာယူကရိန်းကိုဆူမီနဲ့နယ်စပ်ချနေတဲ့ဒီမီဒိုဗက်ကျေးရွာမှာရုရှားနဲ့ယူကရိန်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။လေရင်တွေရဟတ်ယာဉ်တွေလိုရုရှားစစ်ပစ္စည်းတွေကိုပြင်မှတ်ထားတိုက်ခိုက်တာဟာယူကရိန်းအတွက်အထောက်အကူဖြစ်စေတယ်ဆိုတာလူသိများပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကမော်စကိုနဲ့စွမ်းရည်တွေကိုအားနည်းစေပြီးယူကရိန်းတပ်တွေရဲ့တည်နေရာကိုရှာဖွေတာလေတပ်တိုက်ခိုက်မှုတွေပြုလုပ်တာတပ်တွေကိုရွေးချားတာတွေကိုဟန့်တားနိုင်ပါတယ်။ ယူကရိန်းထုတပ်ဖွဲ့တွေက KF တပ်တွေဟာရုရှားရဲ့ရဟန်းယင်၄စီးကို ရန်သူနယ်အတွင်းမှာပဲအမြင့်ကနေပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ပြောပါတယ်။ဘယ်ဂိုရိတ်ဒေသမှာ KA52 နဲ့ MI8 ရဟန်းယင်၄စီးစီကိုယူကရိန်းစစ်ရေးထောက်လှမ်းရေးနဲ့အတူဒုံးကျည်တပ်ဖွဲ့တွေအမြောက်တပ်ဖွဲ့တွေပူးပေါင်းပြီးပစ်ချနိုင်ခဲ့တာပါ။အထူးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်မှာ KF ဟာဒီရဟန်းယင်တွေအတွက် ကွယ်ဖွဲ့နေရာတစ်ခုပြုတ်လုထားပြီးယူကရိန်းကိုအမြန်တိုက်ခိုက်ဖို့ဒါမှမဟုတ်အလက်တကြားတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေတယ်လို့လည်းဖော်ပြထားပါတယ်။ဒီထုတ်ပြန်ချက်ကိုယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်ရေးထောင်လှမ်းရေးဌာနကလည်းအတည်ပြုဝေမျှထားပါတယ်။ယူကရိန်းစစ်တပ်ကဒုံးကျည်ရိနဲ့ပစ်မှတ်၄ခုကိုတိုက်ခိုက်ပြီးမီးလောင်ကျွမ်းသွားတဲ့ဖြစ်စဉ်ကိုဖော်ပြတဲ့ဗီဒီယိုကလစ်တစ်ခုကိုမျှဝေခဲ့ပါတယ်။၂၀၂၂ခုနှစ်နွေရာသီမှာ စစ်တပ်ခံရတဲ့ယူကရိန်းကိုအမေရိကန်ကပထမဆုံးချိန်ပေးပို့ခဲ့တဲ့ HIMARS လိုမျိုးစနစ်တွေကိုယူကရိန်းကအပြင်းထန်အသုံးပြုနေပါဗျ။သုံးနှစ်ကျော်ကြာတဲ့ဒီစစ်ပွဲတစ်လျှောက်မှာ KA-52s နဲ့ MI-8 တို့လိုရုရှားရဲ့ရဟတ်ယာဉ်တွေဟာယူကရိန်းအတွက်အဖိုးတံပစ်မှတ်တွေဖြစ်နေခဲ့ပါဗျ။တင့်ကားတွေ၊ရန်သူစစ်ယာဉ်တွေ၊စစ်တီတွေနဲ့ရဟတ်ယာဉ်တွေကိုပစ်မှတ်ထားဖို့ဒီဇိုင်းလုပ်ထားတဲ့ KA-52 ဟာတနအီမိုင်186မိုင်အမြန်ဆုံးသွားနိုင်ပြီး ား MI8 ကတော့ပစ္စည်းတွေဒါမှမဟုတ်တက်တွေကိုတည်ဆောင်မှုအသုံးပြုတဲ့ရဟတ်ယာဉ်အမျိုးအစားဖြစ်ကတစည်းကို15သန်းဒေါ်လာလောက်ပုံကြပါဗျ2022ခုနှစ်ဖေဖော်ဝါရီလကစပြီးမော်စကိုဟာရဟတ်ယာဉ်335သီးဆုံးရှုံးခဲ့ရပြီးတနင်္ဂနွေမနက်ကစပြီး၄သီးဆုံးရှုံးခဲ့တယ်လို့ KF ရဲ့စေဦးစီးချုပ်ကတနင်္လာနေ့မှာပြောပါဗျ။ Dutch ထောက်လန်းရေးတပ်ဖွဲ့ရဲ့အဆိုအရရုရှားဟာ KA-52 ရဟတ်ယာဉ်64သီးနဲ့ MI-8 40သီးဆုံးရှုံးခဲ့ရပြီး စုစုပေါင်းရုရှားရဲ့ရဟတ်ယာဉ်120စီးပျက်စီးခဲ့တာအစီး30ပျက်စီးခဲ့ပြီးနှစ်စီးဖမ်းမိခဲ့ပါတယ်။ဒီရေတွက်ကမျက်မြင်အတိပြုနိုင်တဲ့ဆုံးရှုံးမှုတွေပါပဲတဲ့။အဲ့ဒီအတွက်တကယ့်ရေတွက်ကပုံများနိုင်ပါတယ်။တချိန်တည်းမှာပဲယူကရိန်းဟာနိုင်ငံနှစ်ခုကြားအပြစ်ခတ်ရစရေးအတွက်အင်ဗျူရိုရဲ့မကြာသေးမီကဖိအားတွေကြားမှာရုရှားကိုဒရုန်းတွေနဲ့အပြင်းထန်တိုက်ခိုက်မှုတွေလုပ်နေပါတယ်။ရုရှားဖက်ဒရေးရှင်းအတွင်းပိုင်းကပြစ်မှတ်တွေကိုရှေ့လျားတဲ့အကွာအဝေးပစ်ဒရုန်းတွေဖြင့် အံအားသင့်စရာဒုံးကျည်အနေငယ်နဲ့တတ်သမတ်သေးထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ Kremlin အစိုးရဟာ Ukraine drone တွေကိုရုရှားနယ်အတွင်းပစ်မှတ်တွေဖျက်ဆီးမခံရအောင်ကာဝယ်ဖို့အခက်တွေ့နေရပါတယ်။တချို့ကိစ္စတွေမှာဆိုရင်တစ်ချိန်မကထက်ခါထက်ခါတိုက်ခိုက်ခံနေရပါတယ်။ KF စစ်စင်ရေးအကြံပေးတွေကတော့သူတို့ဘက်ကနိုင်နေပြီလို့ဆိုပါတယ်။ Ukraine ရဲ့ပြစ်မှတ်တွေကရုရှားရဲ့စွမ်းရည်ထုတ်လုပ်နိုင်သောနေဖြစ်ပြီးရေနံချက်ဆက်ယုံတွေ၊လောင်စာတူလောင်ယုံတွေ၊လောင်စာပို့ဆောင်ရေးစခန်းတွေနဲ့ အနီးနားကလေကြောင်းကာကွယ်ရေးစခန်းတွေကိုဂျက်နဲ့ပရိုပယ်လာဒရုန်းတွေနဲ့တိုက်ခိုက်တာတွေကိုအတည်ပြုထားပါဗျ။ဒါအပြင်ရထားလမ်းအခြေခံအဆောက်အုံတွေလေတက်စခန်းတွေဓာတ်အားလိုင်းတွေလက်နက်စက်ရုံတွေနဲ့ဘီလက်မြေစက်ရုံအဖုံးနဲ့ဖုံးထားတဲ့ဒရုန်းစက်ရုံတို့ခုလည်းပါဝင်ပါဗျ။တရံဝင်မဟုတ်တဲ့စည်ရင်တစ်ခုအရရူဘီယိုနဲ့ယူကရိန်းတွေဆွေးနွေးပြီးတဲ့နောက်ပိုင်းအ ਨੇ စုံအဓိကစက်ရုံ20ကနေ30ကျော်အထိထိမှန်ခံခဲ့ရပါတယ်။ ဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းရုရှားခံစားခဲ့ရတဲ့အပြင်းထန်ဆုံးနဲ့အဖြတ်စွမ်းအားအကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။အများအားဖြင့် drone တွေဟာညဘက်မှာ10စီး50စီးစုပြီးအကြိမ်ကြိမ်တိုက်ခိုက်လေးရှိပါတယ်။တိုက်ခိုက်မှုတစ်ခုရဲ့အစစ်မှန်ကိုပထမဆုံးဒေသခံအရာရှိတွေနဲ့လူမှုမီဒီယာတွေကနေအတည်ပြုပြီးမှယူကရိန်းရဲ့နိုင်ငံတော်လုံခြုံရေးဝန်ဆောင်မှုလုံခြုံရေးဝန်ဆောင်မှုနဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့အဓိကထောင်လှမ်းရေးဌာနတို့ကကြေညာလေးရှိပါတယ်။ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဆယ်လင်စကီးကဗုဒ္ဓဟူးနေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုန်းဆက်ပြီးတဲ့နောက်မှာ KF အစိုးရအနေနဲ့ရုရှားနဲ့သဘောတူညီချက်ရရှိပါကဒရုန်းတပ်ဖွဲ့တွေကိုရုတ်သိမ်းဖို့အဆင့်တင်းရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဆယ်လင်စကီးကယူကရိန်းအနေနဲ့သဘောတူစီးရင်မှာပါတဲ့ရုရှားရဲ့စွမ်းရည်အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်မှုရပ်တန့်ဖို့သဘောတူထားပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့အခြားပြစ်မှတ်တွေကိုတော့ဆက်လက်တိုက်ခိုက်နိုင်တဲ့အလားအလာကိုဖွင့်ချန်ထားခဲ့တယ်လို့ရှိပါတယ်။ ခရမလင်ပြောရေးဆိုခွင့်ရှိသူတွေကတော့ယူကရိန်း drone တွေဟာအရက်သားအိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုသာထိခိုက်စေခဲ့ပြီးရုရှားရဲ့စစ်ရင်အားနဲ့ရှင်ရင်တိတ်အရေးမပါဘူးလို့ထက်ခါထက်ခါပြောဆိုနေပါဗျ။ဒါပေမဲ့ matchla 25ရက်မှာဗြိတိရှ်ကာဝေးဦးဝန်ကြီးဌာနကထုတ်ပြန်တဲ့ထောက်လှမ်းရေးအချက်အလက်မှာတော့ရုရှားရဲ့ Angels 2 nuclear ပုံကျဲလေယာဉ်စခန်းမှာရှိတဲ့လက်နက်သုံးလောင်းရုံကိုယူကရိန်း drone နဲ့အောင်မြင်စွာတိုက်ခိုက်နိုင်မှုကို2025ခုနှစ်အတွက်ရုရှားရဲ့လက်နက်သုံးလောင်းရုံကိုအအောင်မြင်ဆုံးတိုက်ခိုက်နိုင်မှုဖြစ်ဖော်ပြထားပါဗျ။ ယူကရိန်းရဲ့အနီးကပ် drone တွေကပျက်စီးနေတဲ့အစ်မြေပြင်မှာရုရှားတပ်တွေကိုနှောက်ယှက်နေချိန်မှာအကွာအဝေး drone တွေကတော့ပိုနီးကပ်တဲ့ပြင်မှတ်တွေကိုထိမှန်အောင်တိုက်ခိုက်နေပါတယ်။ဒီလမှာတော့ KF ကမိုင်600အကွာအဝေးရှိတဲ့ပြည်ရင်းထုတ် Neptune Cruise ဒုံးကြီးကို ပထမဆုံးချိန်အောင်မြင်စွာအသုံးပြုနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ February 18ရက်က Saudi Arabia နိုင်ငံ Riyadh မြို့မှာ အမေရိကန်ရုရှားဆွေးနွေးပွဲစတင်တဲ့နေ့ကစပြီးရုရှားကာဝေးရေးဝန်ကြီးဌာနကယူကရိန်းရဲ့ drone 1896သီးကိုပစ်ချခဲ့ပြီလို့ကြေညာခဲ့ပါတယ်။တရက်ကို drone 53သီးကျော်ပြန်တန်းနေပြီး24နာရီအတွင်း drone 100ကျော်ကိုလိမ့်ကျိတ်တိုင်းတိုင်းဖြတ်တောက်နိုင်ခဲ့တယ်လို့ဝန်ကြီးဌာနကပြောပါတယ်။လန်ဒန်ခြေဆိုင် Royal United Service Institute ကသူတည်သည် Nick Rhinos ကတော့ယူကရိန်းဟာသူတို့လိုအပ်တဲ့တနက်နဲ့ပြစ်ခတ်နိုင်စွမ်းအတွက်သူတို့တက်ဆန်းသမျှလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ ရုရှားရဲ့သုံးနှစ်တာစစ်ပွဲဟာယူကရိန်းမှာဒရုန်းနည်းပညာစမ်းသပ်တိုးတက်မှုကိုပုံမှန်မြန်ဆန်စွာတိုးတက်စေခဲ့ပါတယ်။ယူကရိန်းလွှတ်တော်မှန် Yechagar Nov ကကျွန်တော်တို့ဟာတာဝေးပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့မတူညီတဲ့နည်းပညာမျိုးမျိုးကိုဆက်လက်ဖွံ့ဖြိုးအောင်လုပ်နေပါတယ်လို့ပြောပါတယ်။နေတိုးလွှတ်တော်ညီလာခံမှာယူကရိန်းကိုယ်စားလှယ်ဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်သူ Chav Nov ကရုရှားရဲ့ဒီစစ်ပွဲကိုဆင်နွှဲနိုင်တဲ့အကြောင်းကိုဖျက်ဆီးနိုင်တဲ့ကျွန်တော်တို့ရဲ့စွမ်းရည်ကတိုးတက်လာနေပါတယ်လို့ဖြည့်စွက်ပြောပါတယ်။ တမရဇယ်လန်စကီယူကရိန်းတပ်မတော်နဲ့ထောင်လိုင်းရေးတပ်ဖွဲ့တွေကသူတို့ကိုယ်ပိုင် ထုတ်လုပ်တဲ့ drone တွေနဲ့အဆက်မပြတ်ခေတ်မီအောင် လုပ်နေမှုတွေကို drone ပိတ်ဆို့မှုလို့အမည်ပေးချီးကျူးထားပါတယ်။ဇယ်လန်စကီကသူ့ရဲ့လူမှုမီဒီယာအကောင့်မှာယူကရိန်းထုတ် drone တွေနဲ့အဆက်မပြတ်ခေတ်မီအောင်လုပ်နေတာတွေဟာရုရှားကိုဟန်တာဖို့ကျွန်တော်တို့ရဲ့အရေးကြီးတဲ့စနစ်တစ်ခုဖြစ်ပြီးရေရှိမှာယူကရိန်းလုံခြုံရေးကိုအာမခံဖို့အရေးကြီးပါတယ်လို့យေတာခဲ့ပါတယ်။တတိပေးချက်အနေနဲ့ဆိုရင် ယူကရိန်း drone တွေဟာရုရှားနေမြေအတွင်းမိုင်း900ကျော်ဝေးတဲ့နေရာတွေအထိတိုက်ခိုက်နိုင်ခဲ့ပြီးရုရှားရဲ့အဓိကလေဆိပ်ကြီးတွေကိုယာယီပိတ်သိမ်းရတဲ့အထိဖြစ်စေခဲ့ပါတယ်။မော်စကိုနဲ့စိန့်ပီတာစဘတ်မြို့တွေကဓာတ်အားပေးစက်ရုံတွေကိုလည်းထိမှန်ခဲ့ပါတယ်။ပင်လယ်ပြင်မှာဆိုရင်ယူကရိန်းရေတပ် drone တွေဟာရုရှားရေတပ်ကို Black Kit ပင်လယ်ရဲ့အရှေ့ပိုင်းမှာကန့်တတ်ထားနိုင်ခဲ့ပြီးခရိုင်းမီးယားကစခန်းတွေကိုမခိုက်မြဲအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် KF ဟာနည်းပညာအဆင့်နှိမ့်နဲ့ propeller drone တွေအစား jet engine နဲ့ပြန်တန်းတဲ့ drone တွေကိုစားထုတ်ဖို့ကြိုးစားနေပါတယ်။ဒါဟာပြစ်မှတ်ကွာဝေးတယ်ဆောင်နိုင်တဲ့ပစ္စည်းပမာဏနဲ့ခံနိုင်ရည်စွမ်းအားကိုပုံမကောင်းမွန်စေမှာပါ။ဒုံးကြီး drone တွေထုတ်လုပ်မှုကိုအကွာအဝေးတိုက်ခိုက်ရေးလေယာဉ်တွေလိုတိုးမြှင့်သွားမယ်လို့လည်းဖော်ပြထားပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကပြီးခဲ့တဲ့နွေရာသီလကကီယက်ရဲ့တိုက်ခိုက်မှုတွေဟာရုရှားရဲ့ရေနံချက်စက်ရုံနဲ့တင်ပို့ရေးလုပ်ငန်းတွေကိုအထူးသဖြင့်နှောက်ယှက်နိုင်ခဲ့ပြီးအမေရိကန်အပါအဝင်နိုင်ငံတကာမှာစိုးရိမ်မှုတွေဖြစ်စေခဲ့တယ်လို့ပြောခဲ့ပါတယ်။ European Policy Analysis စဉ်းစားရေးအဖွဲ့က Federico Bossari ကယူကရိန်းရဲ့ဖွံ့ဖြိုးလာနေတဲ့တာဝေးတိုက်ခိုက်ရေးစက်မှုလုပ်ငန်းဟာဗျူဟာမြောက်အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်။အထူးသဖြင့် Kiev ကသူ့ရဲ့စစ်ရုံတွေကိုရုရှားတိုက်ခိုက်မှုကနေကာဝယ်နိုင်ပြီးအနာဂတ်အတွက်လက်နက်တွေတူလောင်ထားနိုင်ရင်လို့ပြောပါတယ်။ Tefter တက်ကတူကရုရှားနိုင်ငံရေးတုံးသက်သူ Pavel Lusin ကလည်း2024ခုနှစ်ကယူကရိန်းဟာရုရှားရင်နဲ့ချက်စက်ရုံတွေကိုကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေခဲ့ပြီး အရေးပါတဲ့အမြောက်ကြီးတိုးလာရုံအချို့ကလည်းဖျက်ဆီးနိုင်ခဲ့တယ်။ဒါကြောင့်ရုရှားတွေကဒီအကြောင်းကိုအရန်စိတ်ပူနေကြတာလို့ဆိုပါတယ်။အကွာအဝေးမျိုးမျိုးရှိတဲ့ UAV တွေဟာရုရှားရဲ့ထက်ခါထက်ခါကျူးကျော်မှုတွေကို ဟန်တားရမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပေါဝင်လာမယ်လို့မျှော်လင့်ရပါတယ်။ဥပမာအနေနဲ့ယူကရိန်းကာဝေးဝန်ကြီး Rustan Amirov က KF ဟာရုရှားနဲ့နယ်နိမိတ်မှာ6မိုင်ကနေ9မိုင်ထိရှေ့လျားတဲ့ UAV တပ်ဖြတ်စုံတစ်ခုတိစောက်ဖို့အစီအစဉ်နေတယ်။ ဒါဟာရန်သူတပ်တွေရှေ့မတွန်းနိုင်အောင်တားဆီးပေးမယ်လို့ပြောပါတယ်။ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုရဲ့ရခိုင်အရာရှိ Ivan Stubak ကယူကရိန်းရဲ့ drone ချိန်ဆောင်မှုဟာမော်စကိုနဲ့ဝါရှင်တန်တို့နဲ့ဆက်လက်လှုပ်ဆောင်နေတဲ့ညှိနှိုင်းမှုတွေမှာအရေးပါတဲ့အကျိုးကျေးဇူးတစ်ခုဖြစ်လာနိုင်တယ်။နောက်ဖက်စလုံးကရုရှားရဲ့ရေနံအခြေခံအဆောက်အအုံတွေနဲ့အခြားထိခိုက်ကြရတဲ့ပြစ်မှတ်တွေကို drone တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားမှာကိုမလိုလားကြဘူးလို့ပြောပါတယ်။ယူကရိန်းဟာဒူဟာကိုအကောင့်ထဲပုံနေတယ်လို့စတူဘတ်ကဆက်ပြောပါတယ်။ ဒီဗျူဟာကယူကရိန်းကိုမော်စကိုအတွက်ပြန်လည်မျိုးချဖို့လွန်ခတ်ခဲအောင်လှုပ်ထားမှဖြစ်ပြီးအနာဂတ်မှာရုရှားရဲ့ထက်မှန်ကျူးကျော်မှုတွေကိုတားဆီးဖို့အတွက်အရေးပါတဲ့လက်နက်တွေလည်းဖြစ်လာနိုင်တယ်လို့သူကဖြည့်ဆွက်ပြောပါတယ်။ယူကရိန်းရဲ့အောင်မြင်မှုတွေကိုနိုင်ငံတကာအဖွဲ့တွေကလှစ်လျူမရှုခဲ့ပါဘူး။ KF ဟာအကွာအဝေးပြစ်မှတ်တွေကိုဈေးနှုန်းချိုသာသာနဲ့တိုက်ခိုက်နိုင်တဲ့နည်းပညာတွေကိုပေးစွမ်းနိုင်တဲ့အထူးနေရာတစ်ခုကိုဖန်တီးနေပါတယ်။ယူကရိန်းစစ်တပ်နဲ့ထောက်လန်းရေးတပ်ဖွဲ့တွေဟာ ပြည်ရင်းနဲ့နိုင်ငံတကာကပုဂ္ဂလိကကွန်ပျူတာတွေနဲ့ပူးပေါင်းပြီးဒရုန်းစွမ်းရည်တွေကိုတိုးချဲ့နေပါတယ်။ KF ခံမှန်းချက်အရဒီလုပ်ငန်းခံတာမှာပြည်ရင်းကွန်ပျူတာ200ကျော်လုတ်ကင်နေပါတယ်။ဇယ်လန်စကီကယူကရိန်းနေနဲ့ဒီနှစ်အတွင်းတာဝေးဒရုန်း3000နဲ့ဒုံးကျည်3000ထုတ်လုပ်ဖို့ရည်မှန်းထားပါတယ်။ဒီလမှာအမေရိကန်ရဲ့အကူအညီနဲ့ထောင်လင်းရေးချက်လက်တွေရပ်ဆိုင်းထားတာကယူကရိန်းပြည်ရင်းဒရုန်းမှာဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာစိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်။ ဒီလုပ်ငန်းဟာယူကရိန်းကာဝေးကဏ္ဍရဲ့အထူးကြံဆုံးနဲ့ခံနိုင်ရည်အရှိဆုံးနေရာတွေတကတစ်ခုဖြစ်ပါတယ်။တကယ်တော့အနောက်နိုင်ငံတွေရဲ့ထောက်လန်းရေးအချက်လက်တွေကပိုကောင်းတဲ့ပြစ်မှတ်ရွေးချယ်မှုတွေကိုကူညီပေးပါတယ်။တချို့ပြစ်မှတ်တွေက အခြားဟာတွေထက် ရှာဖွေရလွယ်ကူပါတယ်။ Angels Nuclear ဘုံကျဲလေယာဉ်စခန်းလိုလေစိတ်တွေ၊ရေနံချက်ဆက်ယုံတွေ၊စိတ်ကန်းတွေနဲ့အလားတူနေရာတွေဟာပုံသေးနေရာတွေဖြစ်ပြီးယူကရိန်းစစ်အကြံပေးအတွက်တည်ပြီးသားနေရာတွေဖြစ်ပါတယ်။ ဒါပေမဲ့ထောင်လန်းရေးအချက်အလက်တွေမရှိရင် KF အတွက်ရုရှားရဲ့ကာကွယ်ရေးစနစ်ကိုရှာဖွေဖို့နဲ့ရှောင်ရှားဖို့ခက်ခဲပါလိမ့်မယ်။ American ရဲ့ထောင်လန်းရေးမျှဝေမှုရပ်ဆိုင်းတာကတိုးတောင်းတဲ့ကာလဖြစ်ပေမဲ့ Ukraine အတွက် American အကူအညီပေါ်သူတို့မှီခုံနေရတဲ့အဆင့်ကိုမိမောင်းထိုးပြခဲ့ပါတယ်။ Ukraine နဲ့ Russia ရဲ့လေတောင်းကာကွယ်ရေးစနစ်တွေ Electronic စစ်ဆင်ရေးစနစ်တွေဘလို့နေရာချထားတယ်ဆိုတာအပြည့်အဝမမြင်နိုင်တော့ဘူးလို့ Stupak ကပြောပါတယ်။ ယူကရိန်းတွက်လေကြောင်းကောက်ရေးစနစ်တွေနဲ့ electronic စစ်ဆင်ရေးစနစ်တွေကိုရှောင်ရှားဖို့ပိုခတ်ခဲလာမယ်လို့ထင်ပါတယ်။ဖြစ်နိုင်တာကအောင်မြင်တဲ့တိုက်ခိုက်မှုတွေနည်းလာတာကိုတွေ့ရမယ်လို့သူကဆိုပါတယ်။ဒီလိုအချက်ဝက်မျှဝေရပ်ဆိုင်မှုဟာနောက်ထပ်ထပ်ဖြစ်မယ်ဆိုရင်ယူကရိန်းတွက်ပိုဆိုးရတဲ့အခြေအနေတွေကြုံရနိုင်တယ်လို့လည်းသူကသတိပေးပါတယ်။အမေရိကန်ကအချက်လက်မျှဝေမှုရပ်ဆိုင်ကြောင်းကြေညာပြီးရပ်ပိုင်းအတွင်းမှာပဲယူကရိန်းဟာစစ်ပွဲတစ်လျှောက်အကြီးမားဆုံး drone တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ပါတယ်။ မော်စကိုကိုဒရုန်းများပြားရောက်ရှိခဲ့တဲ့ဒီဒရုန်းတိုက်ခိုက်မှုအတွက်အရင်ကမျှဝေထားတဲ့အချက်လက်တွေကိုအသုံးပြုခဲ့လားဆိုတာတော့မရှင်းလင်းသေးပါဘူး။တချိန်တည်းမှာပဲယူကရိန်းတပ်မတော်ဟာအောင်မြင်တဲ့စစ်စင်ရေးအသစ်တစ်ခုကိုစတင်ခဲ့ပြီးရုရှားနယ်မြေအတွင်းပိုင်းကိုပုံပုံနှက်ဆိုင်စွာချင်းနှင်းဝင်ရောက်လာနေပါဗျ။ရုရှားစစ်ဝါရဖြန့်သူတွေနဲ့ဇက်စစ်တရင်ထောက်တွေတောင်ယူကရိန်းတပ်တွေဟာဘဲဂရော့ဒေတာကဒီမက်ဒိုဗက်ကာကြေးရွာကိုသိမ်းပိုက်လိုက်ပြီလို့ဝန်ခံခဲ့ရပါဗျ။အဲ့ဒီအချိန်မှာပဲယူကရိန်းတပ်တွေက ပိုပိုကွန်ကြေးရွာကိုပါ တိုက်ခိုက်နေပါတယ်။ယူကရိန်းတပ်တွေကကြေးရွာတွေကိုဝင်ရောက်နေပြီလို့ကြေးသားထားပြီးယူကရိန်းတပ်တွေရဲ့တိုးတက်မှုကိုယူကရိန်းစစ်တရင်အရင်းမြစ်တွေသာမကရုရှားဘလော့ဂါတွေကပါအတည်ပြုနေကြပါတယ်။အမှန်တော့စစ်တရင်ထောက်ရူမန်နော့ဖ်လိုက်ကဒီမီဒော့ဖ်ကြေးရွာကိုရုရှားဒရုန်းကရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတင်ပြီးဒီမီဒော့ဖ် Krasnoyarsk region, Belgorod region လို့ရေးသားခဲ့ပါတယ်။ ယူကရိန်းတပ်မတော်ရဲ့လူမှုမီဒီယာ channel က Belgorod data မှာယူကရိန်းတပ်တွေစစ်ဆင်ရေးကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။ရန်သူတပ်တွေကဒီမီတိုဗက်ကာ data မှာအထက်ထက်တိုက်ခိုက်နေပြီး Nezet တဝိုင်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်သတင်းတောက် Romanov နဲ့ Zack Chanery က Popovka အကြောင်းကိုဖော်ပြထားပါတယ်။ဂျာမန် data သတင်းစာတစ်စောင်အရယူကရိန်းတပ်တွေဟာ10ကီလိုမီတာရှည်လျတဲ့ Nezet line တစ်လျှောက်ကျေးရွာ300ကိုထပ်မံတိုးချဲ့နေပြီး ရုရှားနယ်စပ်ကနေ2ကီလိုမီတာအထိတိုးတက်နေက900မီတာအနက်အထိဝင်ရောက်နေပါတယ်။ယူကရိန်းတပ်မတော်နဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရဒီစစ်စင်ရဲ့ရွေချက်ကရုရှားနယ်မြေပေါ်မှာခံတက်ဆုံတစ်ခုဖန်တီးဖို့ဖြစ်ပြီးဆန်မီဒေတာကိုရုရှားတိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ပါ။အိန်းနီဂျင်ကတ်ဒေတာက Crestonine မှာလာပေါင်းများစွာယူကရိန်းတပ်တွေဆုတ်ခွာနေရတဲ့အခြေအနေနဲ့စန့်ကျင်ဘက်အနေနဲ့ယူကရိန်းတပ်တွေဟာရုရှားနယ်မြေတွင်း 3ကီလိုမီတာအနက်ရှိ16ကီလိုမီတာရှည်တဲ့နယ်စပ်တစ်လျှောက်ကိုထိန်းချုပ်ထားနိုင်တယ်။အလားတူဗျူဟာကိုအခုဘယ်ဂိုရော့ဒေတာမှာပါအသုံးပြုနေပါတယ်။ရုရှားနေပြည်ပေါ်ကယူကရိန်းတပ်တွေရဲ့ဒီလှုပ်ဆောင်မှုမှာအရေးကြီးတဲ့အကျိုးဆက်တွေရှိနေပါတယ်။ပထမဆုံးအနေနဲ့ယူကရိန်းရဲ့ဗျူဟာမြောက်ဥဆောင်မှုနဲ့ရန်သူနယ်မြေပေါ်မှာစစ်ဆင်ရေးတွေလှုပ်ဆောင်နိုင်တဲ့ကိုပြသနေပါတယ်။ဒါဟာစစ်မျက်နှာပေါ်မှာသာမကရုရှားအတွင်းမှာပါစိတ်ပိုင်းဆိုင်ရာအခြေအနေကိုပြောင်းလဲစေပါတယ်။နေဆက်ဒေတာကပြည်သူတွေဟာ သတင်းထဲမှာမဟုတ်ပဲကိုရိုင်းစစ်တပ်ကိုခံစားလာရတာကြောင့်ရုရှားအစိုးရဘောယုံကြည်မှုကျဆင်းပြီးနိုင်ငံတွင်းရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်စေပါတယ်။ဘယ်ဂိုရော့နဲ့ Crossland Line ဒေသတွေမှာဘူဖာဇုံတစ်ခုတည်ထောင်နိုင်မှုအတွက်ယူကရိန်းအတွက်အရန်အရေးကြီးပါတယ်။ဒါမှသာ Sammy Time အပါအဝင်သူတို့နဲ့နိမိတ်တွေကိုရုရှားရဲ့တိုက်ခိုက်မှုတွေကနေအကာအကွယ်ပေးနိုင်မှာပါမဟုတ်ရင်တော့သူတို့မြေပေါ်မှာပဲဆက်ပြီးတော့တိုက်ပွဲဝင်နေရမှာပါ ဒီမဟာဗျူဟာကယူကရိန်းတပ်တွေကိုအရင်းမြစ်တွေပုံမိုလွတ်လပ်စွာအသုံးပြုနိုင်စေပါမယ်။တပ်မတော်အနေနဲ့လည်းစစ်စင်ရေးတွေကိုပုံမိုခိုင်မာအောင်လုပ်နိုင်မှာပါ။ဒွန်ဘတ်စ်မာရင်မကပဲရုရှားနိုင်ငံအတွင်းထိတောင်တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာကိုပြသနိုင်မှာဖြစ်ပါတယ်။ဒီအတောအတွင်းမှာပဲရုရှားလီဒါဟာယူကရိန်းစစ်မြေပြင်တခြားအစိုးရသုံးတင်းနာမှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ရုရှားဘက်ကပရီမော့စကင်းတိုင်းမှာစု25တိုက်လေရင်တစ်စီးပြစ်ခတ်ခံရတာမဟုတ်ဘဲဤပညာချိုးယွင်းမှုကြောင့်ပြတ်ကျသွားတယ်လို့ကြေညာခဲ့ပါတယ်။ ဒါနဲ့မကသေးပါဘူးတရက်ထဲမှာပဲရုရှားလေယာဉ်၅သိန်းပျက်စီးသွားတယ်ဆိုတော့ American European Command ရဲ့ခေါင်းဆောင် General Christopher Cavoli ကရုရှားလေယာဉ်အင်အား၁၀ရာခိုင်နှုန်းကျော်ကို2024ခုနှစ်ဧပြီလနောက်ပိုင်းမှာဆုံးရှုံးခဲ့ရတယ်လို့လွှတ်တော်မှာပြောသွားခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ